နှစ်သက်ကူအလှူအနေနဲ့လှဲကူမဟာဝိဟာရကတန်ဃာတော်ဆယ်ပါးကိုနေအိမ်မှာပြင်ဖိတ်ပရိတရားနာကြခဲ့တဲ့ပူပူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်တေရီတေဆူအဆူရောပူပူကတော့မြန်မာနှစ်သက်ကူအလှူအနေနဲ့လှဲကူမဟာဝိဟာရအကြောင်းတိုက်ကတန်ဃာတော်ဆယ်ပါးကိုပြင်ဖိတ်ကပရိတရားနာပွဲကိုရန်ကုန်မြို့တောင်ကလာပါမြို့နယ်ရှိနေအိမ်မှာပြုလုပ်ခဲ့ပါတယ်ပူကလှဲကူမဟာဝိဟာရအကြောင်းမှတန်ဃာဆယ်ပါးကိုပြင်ဖိတ်ပြီးပရိတရားနာကြခဲ့ပါတယ် မြန်မာတို့ရဲ့နှစ်သက်မှာတရားနာဖရေသည်ဖြော်ရင်အအေးတွေလည်းကတ်လူခဲ့ပါတယ်။တရာပူပူသင်္ကန်း၃စုံ၊ကိုပတ်၁၀စုံ၊ခပန်းကျူ၁၀ခုရဲ့စာအုပ်၊ဘော်ဘင်၊ဓာ၊စပြာသွားတိုက်စီနဲ့ဝတ္ထုငွေတွေလှူဒန်းခဲ့ပါတယ်ရှင်။ပို့ချရတဲ့ပရိသတ်တွေမြန်မာပြည်ကပြည်သူပြည်သားတွေစံမှချမ်းသာအေးချမ်းကဘေးဘရာတွေဝေးကွာကြပါစေရှင်။စူတောင်းမြတ်တာပို့တာအပ်ပါတယ်လို့အစိုးရပူပူကပြောပါတယ်။ဒီမှာကတော့မြန်မာပြည်သူပြည်သားတွေငလျင်ပေးတဲ့ကာလအတွင်းမှာ ရေတန်၊ဇီဝါ၊အဝိအထဲ၊ခေါက်ဆွဲကြောင့်အတင်းစားမုံစတာတွေကိုဇက်တိုက်ဆိုသလိုနေပြည်တော်ပြင်မနာ၊ဇကိုင်း၊မန္တလေး၊အင်းလေး၊ကလောပလင်ရမဲသိန်းပျော်ပွင့်စတဲ့နေရာတွေကိုစေတနာရှင်9ရက်သားသမီးတွေနဲ့အတူလူရန်ပေးနေလျက်ရှိပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့အင်းလေးဒေတာရွာ3ရွာကဝိုင်းတွေပြန်လဲတိစောက်ဖို့အတွက်ပံပိုးကူညီပေးခဲ့တဲ့အေဂျင့်မှဝေဖြိုးနဲ့နေသိအေအောင်တို့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။ အနုပညာလမ်းကြောင်းပေါ်မှာပြိဿအပိချစ်ခမှုများစွာရရှိလာတဲ့မင်းသားအကယ်ဒမီအေဂျင့်မှတရုတ်ဆောင်ဝေဖြိုးတရုတ်ဆောင်နေတဲ့အေအောင်နဲ့အလူရှင်တွေကအင်းလေးဒေတာရွာသုံးရွာကဝိုင်းတွေ ပြန်လဲတိစောက်ဖို့အတွက်ပန့်ဖို့ကူညီခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ကအင်းလေးယူဗော်လန်တီးယားနက်ဝက်နဲ့အတူဝေဖြိုးနေတဲ့အေအောင်နဲ့အလူရှင်တွေအားလုံးစုပေါင်းပြီးတော့အင်းလေးဒေတာရွာသုံးရွာကဝိုင်းတွေကိုပြန်လဲတိစောက်ဖို့အတွက်ပန့်ဖို့ကူညီခဲ့ပါတယ်။ ပထမဆုံးအနေနဲ့လက်သစ်အောက်ရွာကပျက်စီးပြိုကျနေတဲ့ဝိုင်းနေအနက်ကခက်ခဲနေတဲ့ကြေးရွာကော်မတီကရွေးချယ်ပေးထားတဲ့ဦးစားပေးအိမ်သုံးအိမ်ကိုပြန်လည်တည်ဆောက်ဖို့အတွက်ဆောက်လုပ်ရေးပစ္စည်းတွေဝယ်ယူဖို့တအိမ်ကိုကျပ်35သိန်းစီထောက်ပံ့ပေးခဲ့ပါတယ်။ဒီအလူငွေတွေကိုမတီးပြီးတော့ဝိုင်းပိုင်ရှင်တွေကကိုမရှိတဲ့တခြားပံ့ပိုးငွေတွေနဲ့ပူးပေါင်းပြီးငွေမူလအိမ်တွေပြန်ရရှိဖို့အရွယ်ပံ့ပိုးခဲ့တာပါလို့အကယ်ဒမီအေးချမ်းမောင်ကပြည်သက်တီအောင်ပြောလာပါတယ်။အင်းလေးဒေသရှိရွာတွေဖြစ်တဲ့ လက်တအောက်ရွာကဝိုင်းသုံးလုံး၊ရွှေပြည်သားအထက်ရွာကဝိုင်းလေးလုံး၊ပြည်ပင်အင်ကြီးရွာကဝိုင်းသုံးလုံးတိစောက်ပြီးမှလည်းဖြစ်ပါရယ်။ဒါပြင်တောင်ပူလဆီရော်ကိုအမှုထားပြီးဒရိုက်တာအောင်ချန်းလူ၊အေဂျင့်မောင်၊နေတဲ့အေအောင်၊ဝေဖြိုး၊စီတူလင်၊မေသိန်းခိုင်တဲ့အလူရှင်တွေကတလဲဦးအင်းချောင်းနဲ့တလဲဦးကြီးရွာကြီးရရှိဖို့လိုအပ်နေတဲ့ရေပိုက်သွဲတန်းကြီးအတွက်အလူငွေကျပ်သိန်း120နီးပါးတန်ဖိုးရှိတယ်။ရေပိုက်ရှင်အားနဲ့ ဆက်ဆက်ပစ္စည်းတွေကိုပေးအပ်လှူဒန်းခဲ့သလိုထောင်တော်ဦးစံကြောင်းတို့ဘတ်စုံမွန်မှန်မှုအတွက်ကျပ်သိန်း50လှူဒန်းခဲ့ပြီးအိမ်ပေးလှူထားသောကြေးရွာသို့သွားရောက်ခါကြေးရွာသားများနှင့်အေးအေးနီနီအားပေးစကားပြောဆိုခဲ့ပါရယ်နောက်ထပ်တစ်ပုဒ်အနေနဲ့ခင်မုန်းဖြစ်သူကိုခလေးအဖေလို့ပြောရင်တရားစွဲမယ်ဆိုတဲ့ဝမ်မုံရွှေအကြောင်းကိုတင်ဆက်ပေးကြပါရယ်မြမပြည့်ရဲ့ထိတ်တန်းမင်းသမီးစီရင်ဝင်တဲ့ဝမ်မုံရွှေကတော့ပြိဿအခိုင်မာရရှိထားတဲ့မင်းသမီးလေးတစ်လက်ပါဝမ်မုံရွှေကိုအောက်ကလအစည်းရနေ1988ခုနှစ်မှာ ဦးဝန်းတိုင်းနိုင်ဒေါ်မီမီလွင်တို့မှရန်ကုန်မြို့၌မွေးဖွားခဲ့တာဖြစ်ပါတယ်။ဝဲမောင်ရွှေကြီးကပရိသတ်တွေကတော့ကိတ်ကိတ်လို့ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ဒါအပြင်ကိဟာရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးနဲ့ညီမတဝန်းခွဲတော်ဆက်သူတွေဖြစ်ပြီးသူတို့နှစ်ဦးစလုံးဟာအကယ်ဒမီရရှိထားပြီးသားမင်းသမီးတွေဖြစ်ပါတယ်။နောက်ကိုကုနှမဝင်းမောင်ရွှေကကြော်ညာများနဲ့အမှုပညာလောကရဲကိုစတင်အောင်ရောက်ခဲ့တာဖြစ်ပြီးသူမရဲ့ပထမဆုံးအကြီးကဆက်ဆောင်မင်းသမီးအဖြစ်ရိုက်ကူးတဲ့ဇာတ်ကမှာ ဘာဘီရုပ်ကလေးဖြစ်ပြီးအောင်ရင်းလေးနဲ့အတူတူတွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ပထမဆုံးပွဲဥထွက်ဇာတ်ကားနဲ့အောင်မြင်မှုများစွာကိုရရှိခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။ဝမ်မောင်ရွှေရဲ့အောင်မြင်မှုကဘလောက်ထိကြီးမားလဲဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ကြောညာဘေးပုံများနဲ့ကြောညာများစွာတို့မှဝမ်မောင်ရွှေရဲ့ကြောညာများကတဝက်ခန့်နေရာယူထားတာဖြစ်ပါတယ်။ဝမ်မောင်ရွှေဟာမြန်မာနိုင်ငံမှာပဲအောင်မြင်ခဲ့တာမဟုတ်ဘဲလေပြာဆိုင်ဟော်ရာတရေကနဲ့လည်းနိုင်ငံတကာအကောင်းဆုံးဆက်ဆောင်စုစကားတင်စီးရင်ဝင်ခဲ့ပြီး တိန်ရီဘောကပန်အမီရတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းကိုရီးယားမင်းသားတွေနဲ့တွဲဖက်တယုတ်ဆောင်ခဲ့ပြီးတယုတ်ဆောင်ကောင်းပြီးတော်ရကြောင်းနန်းဖန်တွေကြမှာပါနာမည်ကြီးအောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။ဝမ်မုံရွှေရဲ့ခင်မွန်ဖြစ်တဲ့နိုင်ဖြိုးကျော်ကတော့ VV အချုပ်ရေးကုမ္ပဏီပိုင်ရှင်လည်းဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတော်တော်များများကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်ပဲဖြစ်ပါတယ်။ကကလို့ချက်စနိုးခေါ်ကြတဲ့အုံမုံရွှေကြီးကတော့အစိုးရဆိုင်ဆိုင်ခံမလိုက်ရဲ့ဤစာဟောင်းလေးဖြစ်ပါတယ် ရိတ်သက်တွေကတော်တော်များများသဘောကျနှစ်ချိုက်ခဲ့ရပြီး ship ခဲ့ရတဲ့အတွဲလေးဖြစ်ပြီးအခုထိတောင်တွဲစီကျင်ကြတဲ့သူတွေလည်းခံများများရဲ့ပါဝမ်မောင်ရွှေကြီးဟာအလမယ်မိုးဇော်ဝိုင်းနဲ့လည်းရောင်းမတော်ဆက်သူဖြစ်ပါတယ်ဝမ်မောင်ရွှေကြီးဟာနာမည်ကြီးမန်းသမီးဖြစ်တဲ့အလျောက်ကောလာဟာလာများကဟုတ်တာရောမဟုတ်တာရောအများကြီးထွက်လေရှိပါတယ်ဝမ်မောင်ရွှေကြီးကလက်ထပ်ပွဲနဲ့အခမ်းပွဲတွေများစွာပြုလုပ်ခဲ့တဲ့အပေါ်မှာလည်းဝေဖန်သူတွေအများကြီးရှိခဲ့ပါတယ် ခုနောက်ပိုင်းဆိုရှယ်မီဒီယာပေါ်မှာဝမ်မုံရွှေရဲ့အမျိုးသားဖြစ်သူဟာ single father တယောက်ပါဆိုပြီးတရင်တွေထွက်ပေါ်နေတဲ့အပေါ်မှာဝမ်မုံရွှေရာသူမဟာလူမျိုးစစ်စစ်ကိုယူထားတာဖြစ်ပြီးပြည်သက်ကြီးလည်းချင်းချင်းပြီးယုံကြပါဆိုပြီးသူမကပြောခဲ့ပါတယ်ခုလိုတရင်တွေကြားရတော့ကင်လဲစိတ်မကောင်းဘူးတရင်အမမောပြည်သက်ကြီးချင်းချင်းပြီးယုံကြပါ single father တယောက်မဟုတ်တလို့တခုလတ်လည်းမဟုတ်ပါဘူးဆိုပြီးသူမကဖြေရှင်းခဲ့ပါတယ်ဝမ်မုံရွှေရာအခုချိန်မှာအမှုပညာလုပ်ငန်းတွေပြန်လည်လုပ်ကိုင်းနေပြီး ။သိမကြခင်မှာလည်းရုပ်ရှင်ဇာတ်ကားတွေအပြင်ဇလံတွဲတွေပါပြန်လည်ရိုက်ကူးတော့မယ်ဆိုပြီးသိရပါတယ်။ဝမုံရွှေရာအိမ်တော်ကြီးကံကောင်းတဲ့သူလည်းဖြစ်ပြီးသူမရဲ့လုပ်ငန်းမှန်သမျှကိုလည်းအမျိုးသားဖြစ်သူကဆက်ပိုးလုပ်ပေးလေးရှိကြောင်းသိရပါတယ်။